င်္ဂလာပါရှင်။ရန်ကုန်ခေတ်ရဲ့နေ့လည်ခင်သတင်းတွေကို တင်ဆက်ပေးပါမယ်။ကျန်းဖို့ပါတီရွေးကောက်ပွဲမှာအနာရပြီးအစိုးရဖြစ်မဲ့အပြင်နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုတွေကိုလည်းရုပ်သိမ်းကကမ္ဘာအသိမှတ်ပြုမှုကိုပြန်လည်ရရှိမယ်လို့ခင်ယီပြောဆိုနေတဲ့အပြင်မြန်မာနိုင်ငံရေးမှာလည်း NLD ပါတီညီကုန်းချုပ်သွားပြီဆိုပြီးတစ်ဖက်သက်ပြောဆိုနေပြန်ပါတယ် အာနာသိန်းစစ်တပ်ကတရားဝင်အစိုးရမဟုတ်တာကြောင့်ရွေးကောက်ပွဲမှာကျင်းပပိုင်ခွင့်မရှိဘဲရွေးကောက်ပွဲပူးပေါင်းပါဝင်သူတွေကိုလည်းစစ်ရာဇဝတ်မှုကျူးလွန်သူတွေဖြစ်သတ်မှတ်မယ်လို့ရှင်းတိုင်းမီကန်ကောင်စီကကြေညာထားတဲ့သတင်းအပါအဝင်နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြံပတ်စစ်တပ်ကပြုလုပ်ပေးမဲ့ရွေးကောက်ပွဲမှာကြံ့ဖို့ပါတီက အနိုင်ရရှိမှာဖြစ်ပြီးအစိုးရဖွဲ့ခွင့်ရရှိမှာဖြစ်တယ်ဆိုတာကိုကြက်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကပါတီအတွင်းမှာတရားဝင် ထုတ်ဖော်ပြောလာတယ်လို့ကြန့်ခါရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်ကြက်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကပါတီတွင်းမှာအစည်းအဝေးတွေပါတီဝင်သစ်အဆိုပြုလက်ခံပွဲအခမ်းအနားတွေမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့အင်အားကောင်းကောင်းရှင်ပြိုင်နိုင်တဲ့ပါတီကကျန့်ဖို့ပါတီတခုတည်းသာရှိပြီးတော့မဲဆန္ဒနဲ့အများစုမှာအနိုင်ရရှိမှာဖြစ်ပြီး ရွေးကောက်ပွဲအပြီးမှာတော့အစိုးရဖွဲ့ခွင့်ရရှိမဲ့ပါတီကလည်းကြံ့ဖို့ပါတီသာဖြစ်ကလက်ရှိနိုင်ငံမှာကြုံနေရတဲ့ပြဿနာတွေကိုလည်းကြံ့ဖို့ပါတီကပဲဖြေရှင်းပေးနိုင်တဲ့တခုတည်းသောနိုင်ငံရေးပါတီဖြစ်တဲ့ဆိုတာကိုထုတ်ဖော်ပြောခဲ့ပါတယ်။ဒါအပြင်ကြံ့ဖို့ပါတီကအစိုးရဖြစ်လာခဲ့ရင်လက်ရှိနိုင်ငံအပေါ်မှာချမှတ်ထားတဲ့စီးပွားရေးတန်ခတ်ပိတ်ဆို့အရေးယူမှုတွေအားလုံးကိုရုပ်သိမ်းသွားမှာဖြစ်တဲ့အပြင်အာဆီယံနဲ့ကုလသမဂ္ဂရဲ့အတိမတ်ပြုမှုတွေကိုလည်း ရရှိမှာဖြစ်တာကြောင့်နိုင်ငံတကာကလည်းဖြစ်ပေါ်လာတဲ့အယက်သားကြံ့ဖို့အစိုးရကိုအတိမတ်ပြုမှာလို့သူကပြောပါတယ်။လက်ရှိနိုင်ငံရေးမှာစစ်တပ်ကနေမြင့်ရှင်းလင်းရင်းနဲ့မြို့တွေကိုပြန်လည်သိမ်းပိုက်နိုင်မှုအတွက်အရှိန်ဟုန်မြင့်လျက်ရှိနေပြီးစစ်တပ်ကိုစန့်ကျင်နေသူတွေကစစ်ရေးအရာဦးကျိုးသွားပြီလို့သူကပြောပါတယ်။စစ်တပ်ကမြို့တွေကိုပြန်လည်သိမ်းပိုက်နေပြီးလက်နက်ကင်အဖွဲ့တွေကတော့ဘယ်မြို့ဘယ်နယ်မြေကိုမှသိမ်းပိုက်နိုင်တာမရှိတော့ဘဲ ရွေးကောက်ပွဲကျင်းပမဲ့ဒီဇင်ဘာလကျရင်နိုင်ငံတဝန်းကမြို့ကြီးတွေအားလုံးကိုပြန်လည်ရရှိမှာလို့ကြံ့ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကထုတ်ဖော်ပြောပါတယ်။ NLD ပါတီနဲ့ပတ်သက်ပြီးတော့လည်းခင်ကြီးကပြောဆိုတာမှာ NLD ပါတီမှာလက်နက်ကန်အကြမ်းဖက်တဲ့လမ်းစဉ်ကိုရွေးချယ်သွားတာကြောင့်မြေပေါ်မှာ NLD ပါတီအခမ်းကဏ္ဍနှီးကုန်းချုပ်သွားပြီးဆိုတာနဲ့ဘယ်အခါမှမှ NLD ပါတီပြန်လည်ထွက်ပေါ်လာကြအကြောင်းမရှိတော့ဘူးလို့ပြောဆိုထားပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့အာနာသိန်းအကြံဘတ်စစ်တပ်ရဲ့အတုယောင်ရွေးကောက်ပွဲကိုစန့်ကျင်ကက်ကွက်တယ်ဆိုတာကိုဂျာကာလချင်းအမျိုးသားအတိုင်းမင်ကန်ကောင်စီ ICNCC ကမနေ့ကဩဂတ်စ16ရက်နေ့မှာတရားဝင်သဘောထားထုတ်ပြန်ထားပါတယ်မြမဒီမိုကရေစီအရေးကို KS ဆက်ဆက်ဖြိုခွဲဖျက်ဆီးခဲ့တဲ့အာနာသိန်းစစ်တပ်ကအခုအချိန်မှလည်းပြည်သူ လူထုရဲ့စာနာသဘောကိုလစ်လျူရှူပြီးအတုယောင်ရွေးကောက်ပွဲကျင်းပဖို့အတွက် အမျိုးမျိုးပြင်ဆင်နေတယ်လို့ ICNCC ကပြောပါတယ်စစ်ကောက်စီအတူရောင်ရွေးကောက်ပွဲဟာ2021ခုနှစ်မတရားအာဏာသိမ်းမှုကိုတရားဝင်ဖြစ်စေဖို့အတွက်ပြုလုပ်နေတာဖြစ်ပြီး2020ရွေးကောက်ပွဲရလဒ်နဲ့ရွေးကောက်ခံလွတ်တော်ကိုယ်စားလှယ်တွေတရားဝင်မှုကိုဖျက်သိမ်းရရောက်တယ်လို့ပြောပါတယ်စစ်ကောက်စီဟာသူတို့ရဲ့တရားမဝင် အာဏာကိုဆက်လက်ဆုပ်ကိုင်နိုင်ဖို့အတွက်ကြံစီထားတဲ့ရွေးကောက်ပွဲသာဖြစ်ပြီး စစ်ကောင်စီအနေနဲ့ကတရားဝင်အစိုးရမဟုတ်တယ်လို့ဘယ်ရွေးကောက်ပွဲကိုမှလည်းပြုလုပ်ကျင်းပပိုင်ခွင့်မရှိဘူးလို့ ICNCC ကပြောပါတယ်စစ်ကောင်စီဟာအာဏာသိမ်းတဲ့နေ့ကနေစပြီးအပြစ်မဲ့ပြည်သူတွေကိုရက်ဆက်ရုပ်မာစွာတပ်ဖြတ်တာတောင်းနဲ့ချီမတရားဖန်စီချုပ်နှောင်တာနဲ့လူသားတိုင်းအဖြစ်အသုံးပြုနေတယ်လို့ ICNCC ကပြောပါတယ်ဒါအပြင်လူနေအိမ်တွေနဲ့ဖျားเจ้าတွေမိရှို့ဖျက်ဆီးတာစာတင်ကြောင်းတဲ့ကြေးရွာတွေအပေါ်ကိုလေကြောင်းဘုံကျဲတိုက်ခိုက်တာနဲ့ အတင်းအဓမ္မစစ်သားစုဆောင်းတာစတဲ့ရာဇဝဲမှုတွေကိုဒီနေ့အထိနေ့စဉ်ရက်ဆက်ကျူးလွန်နေတယ်လို့ထောက်ပြထားပါတယ်။ပြည်သူတွေရဲ့အခြေခံအခွင့်အရေးတွေဆုံးရှုံးနေရပြီးအိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတန်းချီရှိနေခြင်းမှာရွေးကောက်ပွဲကလွတ်လပ်မှုတရားမျှတမှုနဲ့ပွင့်လင်းမြင်သာမှုတွေလုံးဝရှိမှာမဟုတ်ဘူးလို့ ICNCC ကပြောပါတယ်။ဒါကြောင့်ရွေးကောက်ပွဲဟာစစ်အုပ်စုအတွက်သာ ကိုစားပြုပြီးပြည်သူစံနာကိုအမှန်တကယ်ကိုစားမပြုနိုင်တာကြောင့် အတူရောင်ရွေးကောက်ပွဲဟာငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီပေါ်ဆောင်နိုင်မဲ့အစားပဋိပက္ခတွေကိုပုံမနှဆိုင်စေတာပါလို့ပြောပါတယ်စစ်ကောင်စီရွေးကောက်ပွဲမှာပူးပေါင်းပါဝင်တာနဲ့ကုညီထောက်ပံ့တာတွေကလည်းပြည်သူတွေအပေါ်ကျူးလွန်နေတဲ့စစ်ကောင်စီလောက်ရကိုအားပေးရာရောက်ပြီးစစ်ရာဇဝတ်မှုတွေမှာလည်းကိုယ်တိုင်ပါဝင်ကျူးလွန်သူအဖြစ်သတ်မှတ်ခံရမယ်လို့ ICNCC ကပြောပါတယ်ပြည်သူတွေပါဝင်နိုင်ငံတကာအစိုးရတွေနဲ့အဖွဲ့အစည်းတွေအနေနဲ့ကလည်း စစ်ကောင်စီအတူရောင်ရွေးကောက်ပွဲကိုလုံးဝလက်မခံကြဘဲစန့်ကျင်ကက်ကွက်ပေးကြဖို့နဲ့အတိမတ်မပြုတ်ကြဖို့ကို ICNCC ကတိုက်တွန်းပြောထားပါတယ်ရှင်။ကရင်နီပြည်ဘက်ကသတင်းကိုကြည်အောင်ပါ။ကရင်နီပြည်ဖားဆောင်မြို့နယ်မော်ချီဒေသကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲချတာကြောင့်တေဆုံးသူပြည်သူ32ဦးထိရှိလာပြီးကုလသမဂ္ဂနဲ့ ASEAN ပါဝင် နိုင်ငံတကာအစိုးရတွေကစစ်တပ်ကိုထိရောက်စွာအရေးယူဖို့ Krenibi Jagala အုပ်ချုပ်ရေးကောင်စီ Interim Executive Council of Kereni State IEC ကတောင်းဆိုထားပါတယ်။ဩဂတ်စ18ရက်နေ့ Krenibi ဖားဆောင်မြို့နယ်မော်ချီဒေသမှာရှိတဲ့အယက်သားပြည်သူတွေနေထိုင်တဲ့နေရာတွေကိုစစ်လေရင်တွေနဲ့လေကြောင်းတိုက်ခိုက်မှုနဲ့မစင်မချင်းပစ်ခတ်မှုတွေကြောင့်အယက်သားပြည်သူ32ဦးသေဆုံးခဲ့ပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကပြည်သူတို့လည်းပျောက်ဆုံးနေပါတယ်။2025ခုနှစ်အတွင်းအကြမ်းဖက်စစ်တပ်အနေနဲ့မော်ချီဒေသတစ်ခုထဲမှာပဲစစ်လေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုဆက်သွယ်ခြင်းခန့်ရှိနေပြီလို့ GRENIB IEC ကပြောပါတယ်။ GRENIB ဂျာကာလာ အုပ်ချုပ်ရေးကောင်စီကအသက်ဆုံးရှုံးခဲ့ရတဲ့အယက်သားပြည်သူတွေရဲ့ကြံ့ရည်သူမိသားစုဝင်တွေနဲ့ထပ်တူဝမ်းနဲ့ကြေကွဲရပြီး GRENIB ဂျာကာလာအုပ်ချုပ်ရေးကောင်စီကတရားမဝင်အာဏာသိမ်းစစ်တပ်ရဲ့ အပြစ်မဲ့ပြည်သူတွေပေါ်ညာတာမှုကင်းမဲ့စွာလေချောင်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေနဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာတွေကိုတုတ်ပြန်နိုင်မှုအတွက်ပြည်သူတွေတော်လန်ရေးအင်အားစုတွေနဲ့အတူပူးပေါင်းဆောင်ရွက်သွားမယ်လို့သိရပါတယ်ကုလသမဂ္ဂနဲ့အာဆီယံအပါအဝင် နိုင်ငံတကာအစိုးရတွေအနေနဲ့လည်းတရားမဝင်အာဏာသိမ်းစစ်တပ်ရဲ့ကြီးလေးတဲ့စစ်ရာဇဝဲမှုကျူးလွန်နေတာတွေပေါ်ထိရောက်စွာအရေးယူနိုင်ဖို့ကရင်နီပီဂျာကာလာအုပ်ချုပ်ရေးကောင်စီက အလေးအနက်တောင်းဆိုထားပါတယ်။မော်ချီဒေတာကိုစစ်တပ်ကတောက်လျှောက်ဘုံကျဲနေတာကြောင့်မော်ချီမှာရှိတဲ့တပ်ထုတူဖော်ရေးလုပ်ငန်းတွေအားလုံးရပ်ဆိုင်းနေပြီးဒေတာခံပြည်သူတွေကနေလွဲပြီးချေပြောင်းအလုတ်သမားအများစုကတော့နေရက်ပြန်လည်ထွက်ခွာသွားကြပါတယ်။အကြမ်းဖက်စစ်တပ်ကဖားဆောင်မြို့နယ်မော်ချီဒေတာကိုဇွန်လ25ရက်ဇူလိုင်လ6ရက် ဇူလိုင်လ14ရက်တွေတုန်းကလည်းဘုံကျဲတိုက်ခိုက်ခဲ့ပြီး မကြာခဏဆိုသလိုလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်နေတာကြောင့်ပြည်သူတွေကမကြာခဏသေဆုံးမှုတွေဖြစ်ပေါ်နေပါရှင့်မကွေးတိုင်းဘက်ကိုကြည်အောင်ပါမကွေးတိုင်းပေါ့မြို့နယ်မြိုင်မြို့နယ်နဲ့စိတ်ဖြူမြို့နယ်တို့မှာအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးပြီးလင်းရင်နဲ့နေတိုင်းဘုံကျဲတိုက်ခိုက်တာကြောင့် ပြည်သူ၁၀ဦးသေဆုံးကကြေးရွာ၂၀ကျော်ကထောင်နဲ့ချီတဲ့ပြည်သူတွေထွက်ပြေးနေရတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ၁၈ရက်နေ့ည9နာရီခန့်ကပေါ့မြို့နယ်မှာရှိတဲ့ပန်တော်ကံရွာ၊ချက်ကံရွာနဲ့တဲပင်ကံရွာတွေကိုအကြမ်းဖက်စစ်တပ်ကဝိုင်းတွဲလျင်နဲ့ဗုံး၆လုံးထပ်မင်းဲကျဲချတိုက်ခိုက်ခဲ့တာကြောင့်ပန်တော်ကံရွာကအမျိုးသမီး2ဦးသေဆုံးကပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကျူတော်ရွာရေးပြရွာနဲ့ရင်းမာကုန်းရွာအပါအဝင်ရွာ၂၀မှာရှိတဲ့ထောင်နဲ့ချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။အခုလိုပဲမနေ့ကဩဂတ်စ16ရက်နေ့ကလည်းစိတ်ဖြူမြို့နယ်မှာရှိတဲ့ရှလရွာနဲ့ကျွန်းတော်ရွာအပါအဝင်ကြေးရွာခုနှစ်ရွာကိုအကြမ်းဖက်စစ်တပ်ကဝိုင်းတွဲလျင်နဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူ၁၀ဦးသေဆုံးပြီးပြည်သူ၁၁ဦးထပ်မံထိခိုက်ဒဏ်ရာရရှိကာ နေအိမ်တွေလည်းပျက်စီးခဲ့ရပါတယ်။ဒါအပြင်စိတ်ဖြူမျိုးနဲ့အတွင်းမှာလည်းအကြမ်းဖက်စစ်တပ်ကကြေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်စီးနှင်နေတာကြောင့်ပိုင်းရွာ၊ဝင်ကြီးရွာ၊ရှာလရွာ၊ကျွန်းတာရွာ၊အိုင်ကြီးရွာ၊ကျိုးချောင်းရွာ၊ဖလံမရွာ၊ကစုံးမရွာ၊သုံးလံပြည့်ရွာတွေကပြည်သူတွေဟာဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။မြိုင်မြို့နယ်ကထန်းရင်ကုန်းရွာကိုလည်းဩဂတ်လ18ရက်နေ့ည9နာရီခန့်က ပခုတ်ကူမြို့မှတရားတစ်ကနေတက်လာတဲ့စက်တက်လေးစီးနှစ်စီးကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၅ဦးထပ်မင်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ရှင်။စကိုင်းတိုင်းမှာတော့စကိုင်းတိုင်းဝက်လက်မြို့နယ်တမာကန်ရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဝက်လက် information and network ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ မနေ့ကဩဂတ်စ16ရက်နေ့နေ့လယ်တနိုင်း7မိနစ်ကနေစပြီးအကျွမ်းဘတ်စစ်တပ်ကဝက်လက်မြို့နယ်အရှိတောင်ကျမ်းမှာရှိတဲ့တမကန်ရွာကို Jet Fighter ဒဇီးနဲ့နှစ်ကြိမ်ဘုံကျဲခဲ့တာဖြစ်ပြီးပြည်သူတွေကတော့မထိခိုက်ခဲ့ကြဘူးလို့သိရပါတယ်။အခုလိုပဲမန္တလေးတိုင်းမတရားမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးနေတဲ့အကျွမ်းဘတ်စစ်တပ်ကကြောက်တရားရွာအနီးမှာရှိတဲ့နေအိမ်တွေကိုဆက်လက်မီးရှို့ဖျက်ဆီးနေတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ ဒါအပြင်ဩဂုတ်လ16ရက်နေ့နေ့လယ်3နာရီကျော်ခန်းကစတင်ပြီးမတရားမြို့နယ်ကြောက်တရားကျေးရွာအနီးတဝိုက်မှာရှိတဲ့နေအိမ်တွေကို အကြမ်းဖက်စစ်သားတွေကမီးရှို့ဖျက်ဆီးနေတယ်လို့သိရပါတယ်။ဩဂုတ်လ18ရက်နေ့နေ့လယ်12နာရီကလည်းမတရားမြို့နယ်ကြောက်တရားရွာသစ်အနီးမှာရှိတဲ့နေအိမ်တွေကိုလည်းအကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်ရှင်။ဆလဘီမိုဘီနယ်ဘက်ကတရင်ကိုတင်ဆက်ပေးပါမယ် မော်ပြည်နယ်ကြိုက်ထုံမြို့နယ်အတွင်းကကြေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကလင်းရင်လက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတအူးသေဆုံးပြီး၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကနေအိမ်တွေလည်းပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ9ရက်နေ့9:25မိနစ်ခန့်မှာအကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲပြင်ကရိုကုန်းကြေးရွာအုပ်စုပိန်နေကုန်းရွာအတွင်းမှာရှိတဲ့အယက်သားပြည်သူတွေနေထိုင်တဲ့ရွာကိုပိတ်မှတ်ထားပြီး လင်းရင်ရ130နဲ့ဘုံတီတလုံးကျဲချခဲ့တာကြောင့်အယက်သားပြည်သူတွေရဲ့နေအိမ်၅လုံးအပြင် အိမ်၃က၃စီးနဲ့ဆိုင်ကယ်၃စီးအားထိခိုက်ပျက်စီးခဲ့ပြီးတဦးသေးဆုံးက၄ဦးဒဏ်ရာရရှိခဲ့ပါတယ်။ဩဂတ်17ရက်နေ့12:15မိနစ်အချိန်ကလည်းကြောက်လုံးကြီးကျေးရွာအုပ်စုမှာရှိတဲ့ဝင်းတောင်ရွာနဲ့ကြောက်ပုံရွာကြားမှာတိုက်ပွဲမဖြစ်ပွားပဲ အကြံပဲစစ်ကောင်စီရဲ့အမှတ်44ခြေမြန်တက်မဌာနချုပ်ကနေအယက်သားပြည်သူတွေနေထိုင်တဲ့ကြေးရွာအတွင်းကိုလက်နက်ကြီး120မမတလုံးပစ်ခတ်ခဲ့တာကြောင့်အယက်သားပြည်သူလူထုတွေရဲ့လုပ်ငန်းခွင်တွေအတွင်းကိုကျရောက်ပောက်ကွဲခဲ့ပါတယ်။ဒါအပြင်ဩဂတ်လ17ရက်နေ့ညနေ3နာရီခွဲအချိန်မှာလဲတိုက်ပွဲမဖြစ်ပွားပဲအကြံပဲစစ်ကောင်စီတက်ခါလာယာ၈နဲ့ခါမာယာ၃ပူးပေါင်းတပ်ဖွဲ့တွေကချောင်းပြက်ကြေးရွာအတွင်းကိုဝင်ရောက်ပြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တာကြောင့် အသက်50အရွယ်နော်ပန်းကြီးအားဘယ်ဘက်နောက်ကျောကို ထိမှန်တမ်းရရရှိခဲ့ပြီးတထုံမြို့ဆေးရုံမှာဆေးကုသခံယူနေရတယ်လို့ KNU ဘိုးကပြောပါတယ်ရှင်အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တနင်္သာရီတိုင်းဘက်မှာတနင်္သာရီတိုင်းဒဝယ်မြို့မှာလူငယ်တွေကိုစစ်တပ်နဲ့ပူးပေါင်းပြီးပေါ်တာဆွဲဖမ်းဆီးနေတဲ့ပြူစောတိရဲရင်အောင်ကို ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ Special Gorilla Force အထူးပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့ August 18ရက်နေ့ညနေ4နာရီခွဲမှာတဝဲမြို့ကျက်စားပြင်ရက်ကွက်မှာနေထိုင်တဲ့ပြူစောတိရဲရင်အောင်ခေါ်တူတူကို အထူးပျောက်ကြားတပ်ဖွဲ့ SGF ရဲ့ရဲဘော်တွေကပြစ်ခတ်တိုက်ခိုက်တာကြောင့်သေဆုံးသွားတာဖြစ်ပါတယ်။သေဆုံးသွားတဲ့ပြူစောတိရဲရင်အောင်ခေါ်တူတူဟာစစ်တပ်နဲ့ပူးပေါင်းပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတာပြင် အကြမ်းဖက်စစ်တပ်ကရေချောင်းနဲ့ဒဏီတော်ဘက်ကိုစီးဝင်ရောက်ခဲ့ခြင်းကလည်းလက်နက်ကင်ဆောင်ပြီးပါဝင်ကလမ်းပြလုပေးခဲ့တာတွေအတွက်အထူးပြောက်ကြားတပ်ဖွဲ့ SGF ကပစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။